ိုက်ပွဲမရှိဘဲစစ်ကောက်စီတပ်ကလေကြောင်းတိုက်ခိုက်နေတဲ့အတွက်ဒိုဝဲခရဲတရချောင်းမြို့နယ်မှာစာတင်ချောင်းဖွဲ့ဖို့အခက်အခဲတွေကြုံတွေ့နေရတယ်လို့ဒေသခံအချို့နဲ့ပညာရေးအသိုင်းအဝိုင်းစီကသိရပါဗျ။စစ်ကောက်စီတပ်ကတရချောင်းမြို့နယ်ကိုတိုက်ပွဲမရှိဘဲလေကြောင်းကဘုံကျဲတိုက်ခိုက်တာတွေဇက်တိုက်လုပ်နေတာပါ။အေဗီလာ၁၉ရက်နေ့မှာရငဲရွာ၂၉ရက်နေ့မှာကြောက်ခမောင်းမေလ၁၅ရက်မှာဘုံတောင်ပေါ်က KLA စခန်း ်မေလ16ရက်မှာဝက်ကမော်ရွာတွေကိုတိုက်ပွဲမဖြစ်ပဲစစ်ကောက်စီတပ်ကလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတက်ခိုက်မှုတွေကြောင့်ရငဲရွာကအသက်9နှစ်အရွယ်ကလေးတဦးအပအောင်ရဲ့အမျိုးသား2ဦးကြခမောင်းရွာကအမျိုးသားတဦးနဲ့အမျိုးသမီးတဦးစုစုပေါင်း၄ဦးသေဆုံးခဲ့ပြီးအခြားထိခိုက်ဒဏ်ရာရသူတွေလည်းရှိပါသေးတယ်။တိုက်ပွဲဖြစ်တာမရှိဘဲလေကြောင်းတိုက်ခိုက်တာနဲ့အတူအရက်သားတွေထိခိုက်သေဆုံးနေတာတွေကြောင့်အခုနဲ့ကြောင်းပွဲရာသည်စာတီကြောင်းတွေပြတ်ဖွဲ့ဖို့စိုးရိမ်နေရတယ်လို့တရချောင်းမြို့နယ်ပညာရေးအသံဝိုင်းစီကတီးရပါသေးတယ်။ စတာတင်ကျောင်းဖွဲ့ထားတဲ့နေရာတွေလေကျောင်းပြတ်မှတ်ထားခိုင်ရမှာကိုစိုးရိမ်နေရတယ်လို့ဒေသခံတွေနဲ့ကျောင်းသားမိဘအချို့ကဆိုပါတယ်။အမျိုးသားညညော်ရဲ့အဆိုအရအင်ယူဂျီပညာရေးဝန်ကြီးဌာနကလည်းဌာနနဲ့ချိတ်ဆက်နေတဲ့တနိုင်ငံလုံးမှာရှိတဲ့စတာတင်ကျောင်းတွေအားလုံးကိုယာယီပိတ်ထားဖို့မေလ25ရက်နေ့မှာညွှန်ကြားလိုက်ပါတယ်။စကောက်စီတက်ကစာတင်ကြောင်းနဲ့ဆေးရုံလိုမျိုးလူစုလူဝေးများတဲ့နေရာတွေကိုလေကျောင်းတိုက်ခိုက်နေတဲ့အတွက်ဒီလိုညော်ကြားတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ တနေသားတိုင်းထဲကအကြောင်းမတက်နိုင်တဲ့ကလေးတွေကိုအမျိုးသားညညော်ရေးဆိုရအစာတင်ကြောင်းတွေရက်ရွာအချီဖြူစာတင်ကြောင်းတွေနဲ့ကိုထူကိုထောက်ဖွင့်လှစ်ထားတဲ့ကျောင်းတွေမှာအခက်အခဲများစွာနဲ့ပညာတင်ကြားပေးနေတာဖြစ်ပါတယ်။